အားလုံးပဲမင်္ဂလာပါတရှိခွန်ကားဘီကနာရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစီရနာမည်ကတော့အကောင်ဝင်ပါ ဆရာရင်ဘတ်တွေကဒါနတ်တွေနဲ့ပတ်သက်တာလေးတွေတိုက်တွေနဲ့ပတ်သက်တာလေးတွေကိုဆရာပြောပြပေးခဲ့တယ်ပေါ့နော်ဆိုတော့အခုဒီခါမှာလည်းဆရာတို့ကိုအမေးများတဲ့ဒါဒီပုံကိုလေးရဲ့အကြောင်းအရာလေးကိုပြောပြပေးပါအောင်ဆိုပြီးတော့ request လုပ်ထားတဲ့လူတွေရှိတာအကြောင်းဆရာကဒီနေရာမှာပြောပြပေးသွားဖို့ရည်ရထားပါတယ်ဒီဘက်မှာဆိုရင်ဆရာကအားလုံးနဲ့လည်းမစိမ့်နဲ့တိုက်တွေတွေနတ်ပွဲတွေလုပ်ပြီးဆိုရင်အေးပါအရာရောက်တဲ့နော်ဒါဗိုလ်တော်ထောင်ဖျားမှာ နော်တာသနာပြုနေတဲ့အမတော်မြာနန်းတွေရဲ့ဘဝဇတ်ထုတ်အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။စင်သေးဖြစ်ပြီဆိုရင်စလိုက်ကြအောင်။အမတော်မြာနန်းတွေကခရီးလူတိုင်းကမ္ဘာကြီးတူဖြစ်ပြီးစီဒနာဂိယူနာတို့နဲ့ပြည့်စုံသော ပါရမီရှင်ဘယ်တော်ကြီးတစ်ပါးဖြစ်ပါတယ်။ သူမရဲ့ဆွေမျိုးများဟာမိုးကုတ်တွင်ရှိပါတယ်။အမတော်များနဲ့တွင်ဟာအိမ်နာမပြုတဲ့အတွက်သားသမီးအဆက်အနွယ်ပြတ်သွားတော့လဲသူမရဲ့ဆွေမျိုးများရှိကြသေးတယ်။ညာနန်းတွေဟာ အမှန်တကယ်ရှိခဲ့သော ပါရမီရှင်တဦးဖြစ်ပါတယ်။မန်နန်းခန်းနဲ့မောင်ချမ်းသာတို့ဟာမိုးကုံမှာအိမ်အောင်ချပြီးကိုနှစ်အကြာ1906ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ 1268ပြာသူလာဆန်း9ရက်စနေနေ့နနက်9:00နာရီနေတက်ရေတက်အချိန်မှာတမီးဦးရတနာကလေးဝေးဖွားခဲ့ရာ မနန်းဟုငယ်နမည်ပေးခဲ့ပါတယ်။ကိုဝင်ရှိစဉ်ကတည်းကမိခင်ဖြစ်သူ မနန်းခမ်းသည်ခြေလီချောင်းသာစားကျင်စိတ်ရှိပဲဟင်းဒီဟင်းရွက်တတိဝလံများကိုသာစားသုံးလိရှိပါတယ်။တမီးဦးဝေးဖွားတဲ့အချိန်ကနေစပြီးကြောက်ကောင်းများထွက်ခါစီးပွားတက်လာပါတယ်။ အိမ်မက်ထဲမှာ သူတော်စင်ကြီးတစ်ပါးကသမီးဦးမွေးဖွားတဲ့အခါညာနန်းတွေလို့အမည်ပေးပါနောက်တစ်ချိန်မှာ သာသနာပြုမဲ့သမီးကောင်းဖြစ်လို့ကောင်းစွာဂရုစိုက်ပါလို့ပြောပါတယ်ညာနန်းတွေနှစ်နှစ်သမီးအရွယ်တွင် အချားကလေးများနဲ့အယောတဝင်ကစားလေးမရှိတူဦးတဲ့သာတည်ငြိမ်စွာနေလိရှိပါတယ်ခြေလေးကြောင့်သားများစားလေးမရှိပါနွားနူကူသာနှစ်သက်စွာတောက်သုံးလေးရှိပါတယ် ငါးနှစ်သမီးရွယ်တွင်တတိစိတ်လေးရှိပါတယ်။မိုးကုတ်မြို့တွင်ညာနန်းတွင်အာကျောင်းအပ်နံမီမူလာတန်းစတင်တင်ကြားခဲ့တယ်။ရန်ကောင်းသဖြင့်တခေါက်ဖက်ယုံဖြင့်အလွတ်ရမှတ်မိပါရယ်ညာနန်းတွင်ရဲ့အတန်လေးသည်ကြည်လင်သာယာပြီးဂယုဏတန်ပါသည်ဟုအများကသတ်မှတ်နေရယ်မိုးကုံမြို့တွင်အထက်တန်းပညာကိုအောင်မြင်ခဲ့ပါရယ်အသက်15နှစ်အရွယ်တွင်တက္ကသိုလ်ပညာစီပူရန် အိန္ဒိယသို့သွားခဲ့ပါတယ်။အထင်းတော်ကြီးနန်စောလဲလိုက်ပါသွားခဲ့လေတယ်။1926ခုနှစ်တွင်ညာနန်းတွင်သည်အိန္ဒိယမှဝိဆာပွဲကိုရရှိခဲ့ပါသည်အသက်20တွင်မိုးကုတ်ကိုပြန်လည်ရောက်ရှိခဲ့ပါသည်မိုးကုတ်မြို့ရှိတတိတကျွေးဝင်းထောက်စသောလူကုန်တန်းအတိုင်းဝိုင်းတွင်ရည်ပန်းစားဆုံးဖြစ်ပါသည်တို့ရာတွင်ညာနန်းတွေကအိမ်တော်ကြီးစိတ်မဝင်စားခဲ့ပါ မျက်လုံးလက်လက်မျက်ခုံးနဲ့နဲ့ရွှေဝါရောင်အသားရည်မှာတန့်စင်ကြည်လင်နေပါရဲ့အရက်၅ပေ၃လက်မခန့်ရှိပြီးမဟာဆန်းဆန်းတပသူတူဖြစ်ပါရဲ့အထူးသဖြင့်ညာနန်းတွေဟာညာစိမ့်ရောင်အထက်အောက်စင်တူဝစ်စားစင်ရင်လေးရှိပါရဲ့1940ခုနှစ်တွင်မြာနန်းတွင်အသက်35နှစ်ပြည့်ခဲ့ပါသည်။သူရာတွင်အသက်25နှစ်ထက်မပိုဟုထင်ရလေတဲ့။ ညာနန်းတွင်အိမ်မက်သေးတွင်အဖိုးအိုကသမီးလေး သာသနာပြုဖို့အချိန်တန်ပြီကြီးကြီးကျယ်ကျယ်လှူဒန်းနိုင်မှုအတွက်ရန်ကုန်ကိုအပီးပြောင်းရွှေ့ပါလို့ပြောလာပါတယ်ညာနန်းတွင်ဟာမိဘနှစ်ပါးဖြစ်ကြတော့ဦးချမ်းသာဒေါ်နန်းခန့်အထင်းတော်နန်းစောဦးလီဦးကန်သာတို့နဲ့အတူရန်ကုန်သို့ပြောင်းလာခဲ့ပါတယ်ဘုဒ္ဓထောင်ဖျားလန့်ရှိ စားလိုက်နဲ့ကလျက်ရှိသော အိမ်တိမ်ကိုဝယ်ယူလိုက်ပါတယ် ဦးလေးဖြစ်သူဦးကန်သာသည်ညာနန်းတွင်အားတရုတ်ရှီအောင်ရိုးရာဖြစ်သော လက်စီချူပညာစိတ်ဝိညာဉ်လွှင့်တော်ပညာတို့ကိုသင်ပေးခဲ့ပါတယ်။ညနေຫນွေသည်ညနေ၄နာရီတိုင်းဘုဒ္ဓတောင်စီရော်မြတ်သူကိုပါယထာလုံးကြီးစီပြီးနေ့စဉ်အချိန်မှန်သွားခဲ့ပါတယ်။ညာနန်းတွင်သည်မြမပြည်တော်မ်းရှိဖရာပထူဇေဒီတော်များကိုပြုပြင်ခဲ့ပါသည်အထူးသဖြင့်ညာနန်းတွင်ဟူသောအမည်ရင်းထက်ညာစင်းရောင်မင်းသမီးဟုအတိမတ်ပြုကြပါသည်ညာနန်းတွင်ဟာဘုဒ္ဓတောင်ဇေဒီတော်မြတ်ကြီးတွင် ညာနှဲ့နှွေအမည်ဖြင့်အမြဲမပြတ်သာသနာပြုလူတန်းပူဇော်ရာတွင်ဘဝအဆက်ဆက်ကတော်ဆက်ခဲ့ကြသောဆွေတော်မျိုးတော်တို့နှင့်အတူပျော်ရွှင်ချမ်းမြေ့တာယာစွာဆောင်ရွက်နိုင်ပါလို့ဤလို့အတိတ်ထံပြုခဲ့ပါတယ်။1955ခုနှစ်ဇန်နဝါရီလရှိရ1316ခုနှစ်ပြာသူလပြည့်စနေနေ့ အချိန်နက်နက်၄နာရီတွင်ညာနန်းတွင်သည်မိမိပိုင်ဆိုင်သောကြောင်းမြတ်ယရနာမျိုးစုံကိုငွေဖလားဖြင့်ထည့်ပြီးယရနာစီချေထားသောရုပ်ပွားတော်နှင့်အတူဘုဒ္ဓထောင်စီတော်ကြီးဘတ်စုံမွမ်းမံမှုလှူဒန်းခဲ့ပါရယ်ညာနန်းတွင်သည်ဥလီဥကန်သာတင် जा ပေးထားသဖြင့်တက်မြောက်ထားသောတရုတ်လောကီပညာရှင်ကျမ်းမင်းဤအတတ်ပညာများထဲမှအသက်ပိုင်းဆိုင်ရာနိလန်တစ်ခုကိုတွေးမိလေတယ် ညာနန်းຫນွေကူတိုင်းပင်လွန်ငယ်သော၃ရက်ကသူမကူတိုင်းတွက်ချက်ကြပြီးဖြစ်ပါတယ်။ထို့ကြောင့်သာသနိကအဆောက်အုံများကျွမ်းတိဆောက်ရာတွင် အသုံးပြုရန်သာသနာဓာယိကာမတူအဖြစ်ထူးခြားရရောစွာလှူဒန်းခဲ့ခြင်းဖြစ်ပါတယ်။ညာနန်းຫນွေသည်ဘီစကစ်နှင့်လက်ဖက်ရည်ကိုမိန်ရှက်စွာစားတော့ပါတယ်။ ူမသည်အစာအစာကိုအစာရင်ထဲပြည့်သွားသည့်အထိစားတောက်လျက်မရှိပါ အာသာပြန်သုံးဆောင်လျက်ရှိပါသည်ဥက္ကန္တာလည်းတွက်ချက်ပြီးသူဖြစ်နေရာ စုနှစ်ကြေကွဲစွာဖြင့်အသက်52နှစ်ဆိုတော့သမီးမှာအချိန်သိမကြံတော့ဘူးလို့ပြောလိုက်ပါရယ်။နမဝဆက်တိုင်းသမီးအရာရာတောင့်တတိုင်းပြည့်စုံနိုင်ပါစီကွယ်လို့ပြောပါရယ်။ညာနန်းတွင်ဒေါသဖြစ်ခြင်းလောဘကြီးခြင်းကိုဥက္ကန္တာမမြင်ဘူးပါ ညာနန်းတွေက သမီးရဲ့နောက်ဆုံးလူအင်ဖြစ်သောဗုဒ္ဓဂယသူ28ရက်ခီးသွားခဲ့ပါတယ်။အိမ်သူပြန်ရောက်လာကလေးကအဆက်မပြတ်ချောင်းဆူးခဲ့ပါတယ်။ချောင်းဆူးလွန်းသောကြောင့်အိတ်ပြက်လာခဲ့ရပါတယ်။စားသမျှလည်းကတွင်မတွင်အာဟာရမဖြစ်ခဲ့ပါ။ဘန်းနာဝေဒနာဖြစ်စည်းလာပါတယ်။ ညာနန်းတွင်သည်1956ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်တွင် သမီးမိုးကုတ်ပြန်ချင်းပြီဟုပြောပါရယ်သမီးရဲ့နောက်ဆုံးထွက်သက်ဟာပထမဆုံးဝင်သက်ရှိတဲ့နေရာပဲဖြစ်ခြင်းနဲ့1956ခုနှစ်ဒီဇင်ဘာလထဲတွင်မိုးကုတ်သို့ပြန်ခဲ့ပါရယ်ညာနန်းတွင်ရဲ့ယောဂအခြေအနေမှာတိုးတက်ကောင်းမွန်လာခြင်းမရှိပါပူမူဆူးရွားလာခဲ့ပါရယ်အမောစိတ်လာပါရယ်မိုးကုတ်တို့ပြန်ရောက်ပြီး 1958ခုနှစ်ဖေဖော်ဝါရီလတွင်ဝေဒနာခံစားနေရသောဘဝမှ အပီးတိုင်းလွတ်မြောက်ပြီးကောင်းရာသူကတိဘုံဌာနသို့ရောက်သွားပါသည်။ထိုချိန်တွင်ညာနန်းတွင်အသက်မှာ52နှစ်ခန့်ရှိခဲ့ပါသည်။မိုးကုတ်သို့ရောက်ပြီးပန်းနာရင်ကျက်ယောဂဝိရနာဖြင့်ကွယ်လွန်သွားခဲ့ပါတယ်။ညာနန်းတွင်ရုပ်ထုကိုထိတ်တဆိတ်ထုလုပ်စေခဲ့တာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့အလူရှင်မတယောက်အနေနဲ့ ူမလှူခဲ့တဲ့ဘုဒ္ဓတောင်ဖျားကို ကြည်ညိုစွာဖူးမြော်နေတဲ့ပုံကလေးပေါ့။ရုတ်ထုထုပြီးတော့ဖျားဝန်းနေချဖို့ဩဝါဒစရိယဆရာတော်ကိုးပါးကိုလျှောက်ထားပြီး ခွေပြုချက်ယူခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီရုတ်ထုထုပြီးနောက်တော့မိုးကုံမြူကသူမရဲ့ဆွေတော်မျိုးတော်တွေကို အိမ်မက်ပေးပါတဲ့။ဘုဒ္ဓတောင်ဖျားကိုလာပြီးတူတန်းချဖို့အမျိုးတွေလည်းလာလှူကြတယ်။ အပြန်ကျတော့မိုးကုတ်ကကြောက်တွင်းတွေအောင်ကြတယ်။အဒီကစပြီးတယောက်စနှစ်ယောက်စနဲ့အမတော်မြန်းနှဲတွေဆိုပြီးနမဲကြီးလာတာပဲဖြစ်ပါတယ်။စာထုကစာယုထုကတော့ယောဂီဝိစုံနဲ့သပင်မပါပဲကရုံးပုံဖြစ်ပါတယ်။နောက်ပိုင်းသူမဆွေတော်မျိုးတော်တွေကဝိစုံတွေယူလာပြီးစင်ရင်ပေးကြတယ်။သပင်တူတွေယူလာပြီးတက်စင်ပေးကြတယ်။ တလွန်တွေလာရောက်လူတန်းကြတယ်။အမတော်အမြနန်းတွေဟာဝါရင်းဆိုရင်တိလရှင်ဝိစုံနဲ့နေတာ။ယခုဆိုရင်18ကျင်းရှိပြီလို့ပြောရတော့မှာပေါ့။ကျန်တဲ့ဝါပအချင်းတွေတော့ညစင်းရဝိစုံကိုစင်မြန်းပေးထားပါရဲ့။ အမတော်မြန်နေတွင်ရဲ့မတ်တဲ့ရုပ်ရုပ်ထုကိုပကိုးတိုင်းဒေသကြီးပြည်မြို့တစ်ဖက်ကရွှေဘုံသာမုဏိဘုရားဝင်နဲ့ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နဲ့အောင်စီတော်ဓမ္မတိုင်တဦးကျောင်းတိုက်တို့တွင်လည်းတွေ့နိုင်ပါတယ်။အမတော်မြန်နေတွင်ကိုတိုင်နှန်းရှင်တိုက်ချုပ်မှုလည်းအချို့ကထင်မှတ်ယူကြလေတယ်။သူမကိုဘုဒ္ဓတော်ဘုရားရဲ့အလူတိုင်းကာမဟုဆိုကပြောဆိုထင်မှတ်သူများလည်းရှိကအစူပါအဆောက်အုံတွင် အမတော်မြာနန်းတွင် ကိုးကွယ်စည်းကပ်ခဲ့သည့်ဗုဒ္ဓဆင်းတူတော်တစုကိုလည်းထိမ့်သိမ်းထားပါရယ်အမတော်မြာနန်းတွင်ကိုပွဲပေးပြီးချိန်မှာအကုံအောင်မြင်နေဘာလေးလှုပ်လှုပ်အောင်မြင်နေအဲ့ဒီတော့ယုံကြည်တယ်ဟုလည်းဆိုကြရယ်ပွဲလာလူတန်းနဲ့ရွယ်ချက်သည့် မိသားစုချမ်းမာရေးစီးပွားရေးမှသည်သွားလီယာလာလီယာတွင် အနေရကင်းဘေးရှင်းစီရန်ဖြစ်ပါれအမတော်အမြတ်နှင်းတွင်ထန်းသူအကြောင်းမျိုးမျိုးယုံကြည်မှုအမျိုးမျိုးဖြင့်လာရောက်ကြသူတို့နေစဉ်ရှိနေတတ်တယ်အမတော်အမြတ်နှင်းတွင်ရဲ့ရုပ်ထုချမ်းသူ လာရောက်ကြသူများအနေနဲ့အိုးငပြောကရောပွဲများအပြင်နွားနုနဲ့ပဲနုဘူးများကိုလည်းစက္ကန့်လေးရှိကြလေတယ် ယုံကြည်မှုအမျိုးမျိုးရှိသူများတဲ့တွင် နိုင်ငံကျော်ရုပ်ရှင်မင်းသမီးမင်းသားများအားလုံးနီးနီးပါဝင်နေဒုနိုင်ငံကျော်များထဲမှညီသူတူတယောက်များအမတော်ထံကို မရောက်လာသူဟု၍မရှိကြောင်းအမတော်များနှင့်တွင်ចောင်းဆောင်ဤတွင်နှုတ်ပွဲဆက်ကဲ့ရန် စီရင်ထားသည့်နှုတ်ကြော်ပွဲ ရောက်ရှာနေသူဒေါ်မြင့်မြင့်ဆန်းကဆိုလေတဲ့ ရုတ်ထူထားရှိသည့်အဆောက်အုံဤတွင်မင်းအုံငပြောပွင့်များအပါအဝင် အခြားလူပွဲပစ္စည်းများကို ရောင်းချတဲ့ဈေးဆိုင်များရှိနေလေတဲ့အုံဒီတစ်လုံးနဲ့ငပြောဖီသုံးဖီတပြေခက်များပါရှိတဲ့ကရောပွဲတစ်ပွဲလျင်စက်သုံးတောင်မှတောင်ကနန်းကျော်အထိရှိတတ်ပြီးအထူးစီရင်ထားသည့်ရွှေရောင်တုတ်ထားသောအုံဒီနဲ့ငပြောသည်များအတွက်ဇူလျင်စက်နှစ်တောင်သုံးတောင်ဒီပါအထိ တန်ကြီးရှိပါတယ် အိမ်မက်ရလို့လာတယ်အမတော်ထံလာပြီးအတိတ်ထံပြူတယ်အောင်မြင်တယ်ဆိုရင်ထွက်လာတယ်ပွဲပေးကြတယ်အဲ့ဒီလိုမျိုးနဲ့လာချသူတွေများတယ်ဟုနှုတ်ပွဲရောက်နေသူဒေါ်မြင့်မြင့်ဆန်းကဆိုတယ် မိန်းကလေးငယ်အမျိုးသမီးအမျိုးသားနဲ့အရွယ်ဆုံးလူဆုံးများလာရောက်ကြတော့ကြပြီထိုင်းနိုင်ငံမှာတကူးတကလာရောက်ပြီးဆူတောင်းသူကြောပွဲများဆက်တာသူများလည်းနေစဉ်လိုလိုရှိနေတတ်တယ်ချစ်သူရီးစားနဲ့ဆက်ဆံရေးပြတ်တောက်သွားသဖြင့်ပြန်လဲတင့်မြက်လို့ဒီစေကျော်သက်အွယ်မင်းကလေးများလဲအမတော်အချံလာချလေးတယ် သို့တော့အမတော်သည်တကူဒီအပြူကြီးဖြစ်သည်ဖြင့်အိမ်ညောင်၏အချီရေးကိစ္စများကို အထူးတလဲကူညီပေးခြင်း မရှိဘူးလေဒေတာကန်ယုံကြည်သူများကဇူလီတယ်အမတော်အမြန်းန်းတွေကိုစီးပွားလက်လာပါတူရန်အောင်မြင်ရန်စူတောင်းနိုင်နေအချူကစူတောင်းပြည့်သည်ဖြင့်နောက်တစ်ခေါက်လာ၍ပူဇော်ကြပြန်လေတယ်လာပြင်းနေခဲ့သူတော့ အခါကြီးနေကြီးများတွင်ကရောပွဲဆက်သူထောင်ကနေဝန်းကျင်အထိများပြားတက်ပြီးပုံမှန်နေများတွင်တရာနှစ်ရာရှိတတ်ပါသည်ဇနီးမောင်နှံများကလည်းတားစုပန်းရန်လာရောက်ကရောပွဲဆက်ကက်ကြလေတယ်စာမီပွဲဖြီးချင်းဤတွင် စာမီပွဲအောင်ရန်အဋိဌံပြုသည်ကရောပွဲကက်ကြပြီး ဆောင်ပြီးပွဲအောင်ပြီးချိန်တွင်လည်းအောင်မြင်သည့်သူများကကြောပွဲလာခဲ့သဖြင့်ထိုချိန်ဆိုလျင်လည်းကြောပွဲအများဆုံးအချိန်ဖြစ်ကြောင်းသိရှိရပါသည်။ဒါကတော့အမတော်မြန်နေရဲ့ဘဝစက်ထုတ်လေးကို ဒါပြောပြပေးသားတာပဲဖြစ်ပါတယ်အားလုံးလည်းဘုသူတရမယ်လို့ညွှန်လင်းမိပါတယ်ဆိုတော့နောက်ဘက်နောက်ဘက်ဒီမှာလည်းဘလူဘလူပုံကိုယ်ရဲ့ဒါအထုပ်ပတိတွေနဲ့အတူပြန်လာဦးမလဲဆိုတော့အားလုံးစောင့်မျှော်ကြည့်ရှုပေးဖို့ဆရာကညွှန်လင်းအပ်ပါတယ်ခုနှစ်နှစ်နဲ့ရှင်ဒီဘွားသားသူများမိဖုရားကင်းဝေးကြပါစေလက်ရှိဖြစ်ပေါ်နေသောခက်ခဲများမှအမြန်ဆုံးကျော်လွှားဖြစ်ကြနိုင်ပါစေလို့ဆရာကဝင်ကနေဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာ